2025ခုနှစ်အောက်တိုဘာလ၄ရက်နေ့တနင်္ဂနွေသတင်းများအတွက် တနေ့ဒါ president ဖြစ်ပါတယ်တနေ့ဦးလေးသာသမီများအတွက်ဒီနေ့မှာအလုံးနဲ့ပတ်သက်ပြီးအလုံးနေရာထိုင်နေနဲ့ပတ်သက်ပြီးသွားရင် စကားပြောဆိုရတာဖြည့်ရှင်းရတာမျိုးတွေကြုံရတတ်တယ်ငွေရေးချေးတွေကတော့စီလိုအပေါက်ရှာပြီးတော့ဝင်လာနေတယ်ထုံးငွေတွေကစီလိုအပေါက်ရှာပြီးတော့ထွက်တဲ့ငွေတွေများနေတတ်တယ်အထက်လူကြီးအကြီးအကဲတွေ့လဲဒီနေ့မှာစိတ်ညစ်ရတတ်တယ်ဆိတ်ရှုပ်ရတတ်တယ်နော်ကျမ်းမာရေးအနေနဲ့ခေါင်းတစ်ချမ်းကိုက်တဲ့ဝေဒနာမျိုးတွေခံစား င်ရတတဲ့ချစ်သူရဲ့မိမိပေါ်မှာအထင်လွဲအဆွတ်ဆွဲလေခရတတ်တဲ့အကျိုးပေးတဲ့ကနန်းကတော့ငားနဲ့ရှစ်ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်ကတော့အညိုယောင်နဲ့မယမ်းယောင်ပဲဖြစ်ပါတယ်ရရာအနေနဲ့မိမိအရှိဖျားမှာမင်းစီပန်းကလူပေးရမှာဖြစ်ပါလေရှင်2025ခုနှစ်အောက်တိုဘာလ4ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာ president ဖြစ်ပါတယ်။ခနေလာသာသမီများအတွက်ဒီနေ့မှာအလုပ်နေရာအိမ်နေရာအတွက်ကိုကောင်းတဲ့ကောင်းသောအပြောင်းအလဲတွေနဲ့ ချုပ်တရတတ်တယ်သာသမီအောက်လက်နေတာအတွက်ကိုလည်းပူပင်တော့ကရမြန်ရတတ်တယ်ငွေပြောက်တာတကူခိုးခံရတာငွေရေးချင်းနဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စတွေကိုဒီနေ့အတွက်အထူးတတိဒါပြီးဆောင်ရွက်နော်ကျမရဲ့အနေနဲ့လက်မှမတော်တဆထိမိခိုင်မိတတ်တယ်ထိခိုက်တရားရတတ်တယ်အခြေအမှလည်း ဝေးလေကောင်းလေဖြစ်နေတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ရှစ်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့အပြာရောင်နဲ့ဗရန်ရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအရှိပြားမှာကြာစံကြောကလူပြားမှာဖြစ်ပါလိမ့်ရှင်25ခုနဲ့အော်တိုဘာလာလေးရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက် Dini ma alok alok namyo naya namyo wingwe namyo suramyo beya masu nace naka yada te apya isai jaraya ni biyo dini ma akwe yegao ni yashita te jamae anine tridha no sine patra myasine patra asa aine patate vidnari khazaya da te achiye ma le wili kao ni pini da te achopire kanangar lene kong shibiyo achopire kanangar အရောင်ကတော့အပြာအရောင်နဲ့ခရမ်းရောင်ပဲဖြစ်ပါတယ်။ရေလျာအနေနဲ့မိမိအိမ်ရှိပြားမှာဘီစကစ်ကလူပေးရမှာဖြစ်ပါတယ်ရှင်။25ခုနှစ်ရှယ်လာဘိုင်း၄ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက်တနေ့တာဟောစဒန်ဖြစ်ပါရဲ့ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာစိတ်ချမ်းသာစရာဝမ်းသာစရာတည်နေနဲ့ ပြင်းနေနေတဲ့နေမျိုးဖြစ်ပါရဲ့။ဘာပဲလှုပ်လို့ရရဲတင်းတင်းသာလှုပ်ဆောင်ပါ။ကံအခွင့်အလမ်းတွေအထူးကောင်းတဲ့နေမျိုးဖြစ်ပါရဲ့။အချီရဲ့အိမ်တော်ရင်းမှလည်းတဦးနဲ့တဦးကအထင်အမြင်လွဲစရာတွေနဲ့ဂျုံတရားတက်တဲ့ကျမ်းမာရေးအနေနဲ့ခြေတော်တစ်ဖက်မှာထိခိုက်တန်ရာရတတ်တဲ့တတိယနော်။အချိုးပေးတဲ့ကဏ္ဍကလေးနဲ့ ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့ရှေဝါရောင်နဲ့ဘဝရောင်ပဲဖြစ်ပါတယ်။ရေရယာအနေနဲ့မိမိအရှိတရားမှာနနက်သီးကလူပြရမှာဖြစ်ပါတယ်ရှင်။25ခုနှစ်အောက်တိုဘာလ4ရက်နေ့ခြာတာပရိသတ်သမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။အလုပ်ထဲမှာခြာတာပရိသတ်သမီးတွေအတွက် အနောက်အရှက်အပြိုင်အဆိုင်တွေကကားကြီးကိုမျက်နှာတက်တဲ့စကားပြောဆိုရတာညှင်းခုန်ရတာမျိုးတွေနဲ့ဂျုံတရားတက်တဲ့အလုတ်မှလည်းမိမိနဲ့အယူအဆတွေကွဲလွဲပြီးတော့စန့်ကျင်ဘက်တွေဖြစ်နေတတ်တယ်။တဦးနဲ့တဦးလည်းအရှင်မပြဖြစ်နေတတ်တယ်။ကျမ်းမာရေးအနေနဲ့ခေါင်းချမ်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အခြေအေးမှလည်းဝေးလေကောင်းလေဖြစ်နေတတ်တယ်။အိမ်တော်ရေးမှတော့ပါရတယ်နော်။အချိုးပေးတဲ့ကဏ္ဍကတော့တုံးတဲ့ ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့အနီရင်းရဲ့အရောင်ပဲဖြစ်ပါတယ်။ရေလျာအနေနဲ့မိမိအရှိပြားမှာဖရဲသည်30ကလူပေးရမှာဖြစ်ပါရဲ့ရှင်။25ခုနှစ်အောက်တိုဘာလ4ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ဒီနေ့မှာ အစစအရရာအစဉ်ပြေအောင်မြင်မဲ့နေမျိုးဖြစ်ပါတယ်။ရည်ရွယ်ထားသမျှစိတ်ကူးထားသမျှရရဲ့သာလှုပ်ဆောင်မှအစဉ်ပြေအောင်မြင်မယ်နော်။ရွှေမျိုးမိတ်ဆွေအရင်များကြောင့်လည်းစိတ်တော်ကတွေဂျုံပြရတတ်တဲ့မိတ်ဆွေတွေနဲ့လည်းအစဉ်မပြေဖြစ်တတ်တယ်နော်။ကျမ်းမာရေးအနေနဲ့လည်းတတိတာနော်။ရှီပူလောင်နာမီပူလောင်နာအပူလောင်နာမျိုးတွေဖြစ်တတ်တယ်။အခြေအနေနဲ့အိမ်တော်ရင်းမှလည်းတာရတယ်နော်။အကျိုးပေးတဲ့ကဏ္ဍကတော့၃နဲ့ခွန် ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့အစိမ်းအောင်နဲ့အစိမ်းရင်းရင်းအရောင်ပဲဖြစ်ပါတယ်။ရရရအနေနဲ့မိမိအိမ်ရှိဘုရားမမုတ်စီကျော်ကလူဘုရားမဖြစ်ပါလေရှင်။25ခုနှစ်အောက်တိုဘာလ လေးရက်နဲ့စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့အလုပ်ကိစ္စငွေချေးကိစ္စနဲ့ပတ်သက်ပြီးတော့ရင်စကားပြောဆိုရတာညှဉ်းခုံရတာတွေဖြစ်တတ်တယ်ဝေဖွဲရခက်ဆုံးပြရခက်ရှစ်တိုးရခက်နောက်ဆိုးရခက်စိတ်နှခွဖြစ်စရာကြီးလဲကြုံရတတ်တယ်ကျမ်းမာရေးဟာကောင်းနေတော့လဲလက်တစ်ဖက်မှာတိကျတန်ရာရတတ်တယ်တတိကြနော်အခြေအမှာတော့တာရတယ်နော်အကျိုးပေး တဲ့ကနန်းကတော့ငားနဲ့၉ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့အပြဖြော့ဖြော့အရောင်ပဲဖြစ်ပါတယ်။ရေရည်အနေနဲ့မိမိအရှိပြားမှာပေါက်စီကလူပြားမှာဖြစ်ပါလေရှင်။